မင်္ဂလာပါရှင်။ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆီယမင်းအိတ်ထိရေးသားသောဘိုးဘွားပါနဲ့အံ့ဘွယ်ထူဆန်းသောဖြစ်ရနှမျိုးဆိုတဲ့အကြောင်းကိုဖော်ပြပြီးတော့မှဖြစ်ပါတယ်ရှင်။ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးသူဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာ ဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြင်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်။ စင်ကြမိကြောင်စသောတားရဲများနဲ့ပတ်သက်ခြင်းဒီကဘိုးဘဘဖို့လက်တဆုပ်စာများပဲမရှိပေ။နေ့စဉ်လိုလိုတွေ့နေရသောအကြောင်းအရာလေးများသာဖြစ်သည်။ကျန်နံလွန်သောမြေဖုတ်ဘလူးတို့သည်လည်းဘိုးဘဘနှင့်တွေ့လျင်အရေးပြောသွားကြရသည်။အစွမ်းထက်လာပါသည်ဟုဆိုကြသောလူသားသိပ္ပံပညာရှင်တို့ပြုပြင်ဖန်တီးထားကြသောလက်နက်တို့သည်လည်းဘိုးဘဘာနှင့်ရင်မဆိုင်ကြပေ တဘာဝဖြစ်သောຫນွေမိုးဆောက်ရသည့်ဥရုများသည်ပင်ဘိုးဘွားပါ၏ကျေးဇူးကိုတည်ကြသည်အချိန်လက်၍ကင်းပြတ်နေသောရာသီဥရုတို့ကိုလည်းပြန်လည်ဖြစ်ပေါ်စေနိုင်သည်မိတ်ဆက်နေလျင်စာပို့ယုံသာရှိသည်စာဖတ်သူတို့ကိုဘိုးအဘနှင့်ကိုယ်တိုင်တွေ့ပေးလိုက်လျင်အကောင်းဆုံးသာဖြစ်ပေလိမ့်မည်တဆင့်ကြသည်ပြတ်သားမှုနည်း၍မေးပွဲများရှိနေတတ်သောကြောင့်ကိုယ်တိုင်တွေ့ဆုံသည်ကအရှင်းဆုံးဖြစ်ပေ၏နေမွန်းတဲ့တော်မည် နွေကောင်နွေပြားတို့ရောက်လာ၍အလွန်ပူ၏တော်ရန်တောင်ဆွေတို့သည်လည်းရွက်အိုမြေခအယိုးဖြံပြန်ကြကုန်ကြပြီဖြစ်သောကြောင့်အပူတံကိုတာ၍ကဲစေသည်၆တွေ့သောရာသီဖြစ်၍တိုက်ခတ်သောလေသည်လည်းလေပူသာဖြစ်သည် ယခုဘိုးဘွားပါသည်ကျွဲကူးစိတ်ကမ်းမှပြန်လာခဲ့သည်ကျွဲကူးစိတ်ကမ်းတွင် အင်္ဂလိပ်ဝန်ထောက်ကြီးယုံထိုင်သည်အင်္ဂလိပ်ဝန်ထောက်ကြီးသည်တန်ကျိုးထမ်းများတွေ့တန်းရ၌လေယာဥယျာဉ်အတော်များပျက်စီးကုန်၍ပဝင်းကျင်ရွာများကအပျက်စီးသက်သာစေရန်အတွက်အင်္ဂလိပ်ဝန်ထောက်ကြီးအားပြောပေးပါရန်ဘိုးဘွားကတောင်းပန်ကြသဖြင့်မင်းင်းသာသည့်အဆုံးဘိုးဘွားကိုယ်တိုင်သွားနေရသည်နောက်တစ်ခေါက်ငါဒီကောင်းနေစီမသွားတော့ဘူးကွာဝန်ထောက်ဆိုတဲ့အကောင်ကိုပဲခေါ်လိုက်တော့မယ် ငါခေါ်လို့မလာရင်ကြိမ်လုံးနဲ့တွားချမယ်သူတို့တန်ကျိုးဝင်တော့ရုံကိုလည်းမိနဲ့ချို့မယ်ဘူဝဘာကဒေါသထွက်ထွက်ပြင်ပြောသည်ကိုမလည်းချွေးတွေနှင့်နေပြီဥထွမြအောင်ကဘာမှမပြောဘဲနောက်မှနေလိုက်နေဘူဝဘာဒေါသထွက်နေသည်ကိုတည်၍မပြောရခြင်းဖြစ်သည်ပြောမိ၍သဘောမကျလင်လဲလက်စွဲတော်ကြိမ်လုံးကမိမိဘက်လှဲ့မလာဟုမပြောနိုင်သည်ထိအစွမ်းထက်သည်ဥထွမြအောင်မှာစာရေးသူ၏အဘိုးဖြစ်သည် ။ဦးကြည်ပြူ၏လက်ချောင်းကိုရောက်လျင်မိုးရသည်မှသာ ရေရှိပြီးနွေရသည်တွင်ရေပြတ်၍၆ကတ်နေသောချောင်းသေးကုံလေးတွင် မတ်တက်ရလိုက်ပြီးဟိုဟိုဒီဒီကြည့်သည်။ထို့နောက်ဦးထွမြအောင်အားပြောသည်။ဟဲ့ထွမြအောင်မင်းဟိုခမောင်းမင်းအောင်မှာသွားနေချေငါရေချိုးလိုက်အောင်မယ်။လူတွေလိုက်အဲ့ဒီခမောင်းမင်းအောင်မှာပဲနေခိုင်းတာ။ဦးထွမြအောင်အံ့ဩသွားသည်။ရေလည်းမရှိပါပဲလေ။ဘာရေကိုချိုးမှာပါလဲ။ဟဲ့ကောင်သွားလေဘာကြောင့်ကြည့်နေ။ ဘိုးဘွားကဟောက်ထုတ်သဖြင့်ဥထုံးမြောင်သည်ခတ်တုတ်တို့ဖြင့်ခမောင်းမင်အောက်ဘက်ကိုလျှောက်လာခဲ့ရသည်ဘိုးဘွားရက်ကြံခဲ့သည့်ခမောင်းမင်ကြားတွင်၆ယောက်ကလေးနှင့်အလန်း90ကျော်များလှမ်းသည် ထိုကြားတွင် အပင်ကလေးများရှိတော်လဲနှွေဟာသည်ဖြစ်သောကြောင့်အရွက်မရှိဟင်းလင်းပြင်ကြီးသာဖြစ်နေသည်သို့သောဥထုံးမြအောင်ခမောင်းဝင်အောက်သို့ရောက်၍နောက်ပြန်လှည့်ကြည့်လိုက်သောအခါရိုးရံဖြန်ဖြန်ဖြစ်နေသောအပင်ကလေးများသည်ရွက်နှူများဝေလျက်စိမ့်ဆူနေကြ၏ထို့ကြောင့်ဥထုံးမြအောင်မျက်လုံးပြူသွားရ၏ သူဖြတ်လာတော့ကရိုးတံကြဲကြဲနဲ့အပင်ကလေးများသည်ယခုတွင်ရွံ့နူဝေလျက်ရှိနေလေသည်အခြားသောတောရန်တောင်စွဲများကိုကြည်သည်အားလုံးရိုးတံကြဲကြဲသာဖြစ်သည်တပံဘိုးဘဘဘက်ကိုကြည်လိုက်သောအခါခုတွင်ကရွံ့နူဝေပြီးစိတ်ဆူနေကြသောအပင်လေးများသည်အားလုံးရိုးတံကြဲကြဲပြန်ဖြစ်လျက်ရေချိုးပြီးကိုရီတက်နေသောဘိုးဘဘကိုပင်ကောင်းစွာမြင်နေရလေသည်ဘိုးဘဘကလက်ရခွန်နေ၍ဥထုံးမြအောင်ပြေးလိုက်သွားသည် ထိုအခါလဲဘိုးဘွားချိုးသောရေကိုမတွေ့ရဘဲအိမ်ကျောက်ထဲတွင်ရေပြည့်နေသောရေစိုးတဲမြင်နှင့်ကန်းနဖူးကိုသာတွေ့ရလေသည်ဘိုးဘွားလည်းကိုကရေတို့ကိုတုတ်သက်ပြီးအဝတ်ချောက်များကိုလဲဝတ်နေဟာထူးဆန်းလာကြည်လားကုတင်ကရေမရှိဘူးဒီအပင်လေးတွေမှာလည်းအရွက်မရှိဘူးကျွန်တော်ဟိုခမောင်းဝင်အောင်ရောက်လို့ပြန်ကြည့်လိုက်တော့ဒီအပင်လေးတွေရွံ့လို့ဝင်နေတာတွေ့ရတယ်။တအောင်ကြလို့ပြန်ကြည့်လိုက်တော့ရွံ့လို့မရှိပြန်ဘူး။ဘိုးလည်းရေမရှိတဲ့အိုင်ကရေကိုချိုးတယ်ဆိုတော့ဘလို့သဘောလဲဘို့။တွားတွား ကိုနဲ့မဆိုင်တာကိုရှောက်မေးမနေနဲ့ဟုပြောပြီးဘိုးဘွားကလွယ်ကလေးကိုကောက်လွယ်ပြီးလက်ဆွဲတော့တောင်ကျိန်လုံးတောင်ဝေးကိုကောက်ကင်တဲ့ဖြင့်ဥထွံ့မြအောင်လဲဆက်မမေးရတော့ပြီထူးဆန်းလာကြည်လားဟု၍သာစိတ်ထဲတွင်တအံ့တော့ဖြစ်၍နေလေ။အေးအေးအေးရပါတယ်အဆင်ပြေသလိုပေါ့ကွယ်ဘိုက်ပြင်ပြီးတာပါပဲဒီကိစ္စကအရေးမကြီးပါဘူးကပ်ပြရပါတာပဲဘိုးဘွားတယောက်တည်းစကားပြောနေသည်ဘိုက်ပြင်ကပ်ပြရပါတယ်ဟုလဲကြားလိုက်သည် နေမွန်းတက်ကနီးဖြစ်လာနေ၍ဘိုးဘွားပါသည်ပိုက်စာလုံးသောကြောင့်စားတော့ရင်းနှင့်ပတ်သက်ပြီးရောင်ရမ်းပြောနေသလားဟုထင်ရသည်ထို့ကြောင့်ဥထုမြအောင်ကဘိုးနေ့လယ်စာအတွက်ကျွန်တော်စီစဉ်ထားခဲ့တယ်ဒါကြောင့်တန်းနေရွာထဲကကျွန်တော်အိမ်ကိုပဲတန်းသွားရအောင်ဟုပြောလိုက်ဘိုးဘွားပါနောက်လဲကြည့်လိုက်ပြီးဒါဆိုရင်မင်းငါ့ကိုအစကဘာလို့မပြောတာလဲပြောစရာလိုသေးလို့လားဘိုးရဲ့နှစ်ယောက်တည်းတခီးသွားနေကြတဲ့ဥစ္စာဘိုးရဲ့စားရေးတော်ရေးကိစ္စကိုကျွန်တော်တာဝန်ယူမှာပေါ့တော်ပြီဟိုရှိကတန်းနေချောင်းထဲမှာရှိတဲ့ကြောက်လုံးအိမ်ကိုပဲသွားတော့မယ် ကျောင်းလုံးအိမ်ဟူဒီမှာဥထုမြအောင်ဤလေတော့စာတွင် ရှိသည်ကျောင်းလုံးအိမ်တွင်နှွေရောမိုးရောရေမခမ်းပေအိုင်ထဲတွင်ရေစင်းချိုးရသလိုလက်ရတွင်ကလေးရှိသည်ဖြင့်တောက်ရည်လဲရသည်တွားနေစက်လမ်းမှာရွက်ချောက်တော့ကိုဖြတ်ပြီးကျောင်းလုံးအိမ်ဘက်သို့တွားနေလေသည်ကျောင်းလုံးအိမ်ကိုရောက်လျင်တောက်ရည်တွင်လေးကိုနွားများကုန်းတောက်ထားကြ၍တဲကဘာပြိုကြနေ၏ ဘူဝဘာကပြိုကျနေသောတဲများကိုလက်ဖြင့်ပတ်တင်သည်။ဥထုံးများအောင်လဲဘူဝဘာနီးသူတဲများကိုကူပြီးပတ်တင်ပေးသည်။လက်ရတွင်ကလေးကတရောင်သာသာခန့်နှက်သောကြောင့်ချက်ချင်းပြီးသွားပြီးရေကြီးများစိတ်ထွက်လာသည်။"သွားမေဟိုကြောက်တုံးပေါ်ကထမင်းတို့ကိုယူလိုက်။ဥထုံးများအောင်အံ့ဩသွားရပန်သည်။ဘဲချိန်ကဘသူတင်လားမှမသိတဲ့ထမင်းတို့သည်ကြောက်တုံးကြီးပေါ်တွင်ရှိနေ၏။ဥထုံးများအောင်တွားယူပြီးဖြွင့်ကြည့်လိုက်ရာအထက်တွင်ထမင်းရဲ့ရော၍ထညာလုံးကြံတကာငပြိုးသည့်မဲ့နဲ့အုံသည့်စိတ်တည့်ရသည့်စိတ်များလဲပါလေသည် တို့မှဘိုးဘွားတယောက်ထဲစားရတော့ရင်းနဲ့ပတ်သက်ပြီးစကားပြောနေသည်ကိုဥထုံးမြအောင်နားလည်လိုက်ရသည်ထူးဆန်းလွန်ပါပြီနေပြင်း၍ဗိုက်စာလုံးနေမှန်းသိရထည်သည်ဘိုးဘွားသူတယောက်ထဲဥစွာမစားပဲထမင်းတို့ကြီးကိုတဝက်ခွဲပေးပြီးဥထုံးမြအောင်ကိုပါတပြိုင်နက်စားစေသည်ဘာရသာနဲ့မှမတူသောထမင်းနဲ့အသည့်မဲ့များပင်ဖြစ်၏လူတို့ဖန်တီးသောစီဦးထောပတ်အရသာမျိုးလည်းမဟုတ်ပင်တဘာဝထမင်းနဲ့တစ်သည့်အရသာမျိုးနှင့်လည်းမတူထူးဆန်းလွန်သည် ဘိုးအဘကိုနတ်များလှူဒန်းသောနတ်တုတ်တာပဲဖြစ်လေသလားဟုဥထုမြအောင်ယူဆလိုက်မိသည်ရှေးခါကဘားမဲ့ဆရာဟုပုတ်ကိုထူတပါပေါ်ထွန်းခဲ့ဘူးဤအံ့ဝဲတရေထူဆန်းလွန်မိသည်လောကီပေါပုတ်ကိုကြီးဟုစိုးစမတ်ပြူကြသည်တနေ့သောခါတွင်မင်းကမျက်၍တောကောင်းကိုအလုံးပိတ်ပြီးအစာရေစာပြက်ခါကြက်ပေါင်း၄၀ထားသည် ရပ်ပေါင်း40ပြည့်သောတေလောက်ဘီဟုထင်၍တောကောင်းကိုဖွင့်ကြည့်ကြသည်ထိုအခါဗားမဲဆရာသည်မတည်သည့်အပြင်ဝင်းပြောင်ဝတ်ဖြိုးလျက်ငကိုတက်ပင်ကျမ်းမာတန်ဆွမ်းနေသည်ကိုတွေ့ကြရသည်ဟုဆို၏နတ်များကအစာကျွေးထားကြသည်ဟုဆိုတဲ့ထိုကြောင့် မင်းနဲ့အမတ်အပေါင်းတို့မှာအံ့ဩမဆုံးချီးမွမ်းရင်လည်းမကုန်ဖြစ်ကြရသည်ထိုဘားမဲ့ဆရာတော်ကိုပိတ်လောင်တက်ခဲ့သောတော်ကောင်းသည်ယခုတိုင်မြောက်ဦးမှာရှိသည်အလံဝေးလွန်းသောကြောင့်လူရောက်ပေါက်နေသည်တော်ချုံပိတ်ပေါင်းများဖုံးလွှမ်းနေသည်ကြာခဲ့ပြီဖြစ်၍တည်သူပင်ခါရှားရှားဖြစ်လာနေသည့်အကြောင်းကိုမြောက်ဦးသားတို့ကပြောပြကြသည်ယခုဘိုးဘွားကိုလည်းနေလိုလျင်မနက်စာကင်းပြတ်ပြီဆို၍နှက်များကထမင်းတို့ပေးကြလေသလားထမင်းတို့ပေးကြမည်အကြောင်းကိုပြောနေစဉ်တွင်ပူထွမြအောင်ကြားလိုက်ရလေသလား ထူးဆန်းလွန်သောပုဂ္ဂိုလ်ကြီးဖြစ်၍အတက်မဆိုးသာကြည်ညိုတရာကိုခွဲ၍ယုံရမိသာဖြစ်သည်။သမင်းစားပြီးကြသောအချိန်တွင်နေ့လယ်၁၂နာရီရှိနေလေသည်။ချောင်းဟိုဘကန်ဒီဘကန်တစ်ပင်ကြီးများခတ်ချင်းရှက်နေ၍နေမထိုးပေ။ကြောက်ရင်ကြီးအေးအေးတက်ရှိနေသောကြောင့်ပဝင်းကျင်ကအပေများလဲရွနှူဝေလျက်ရှိနေကြသည်။ထို့မြောက်ငါ့ကိုဟိုကပောက်ရွက်နေရေခတ်ပေးစမ်း။ ဥထွံ့ရအောင်သည်6ကန်းတစ်ခုတွင်ပေါက်နေသောပေါက်ပင်မှရွက်နု3လျက်ကိုပြေခူးပြီးထက်ခါကရော့လုပ်၍ရေခတ်ပြီးဘိုးဩဘာအားပေးဘိုးဩဘာအကုန်တောက်ပြီးနောက်တစ်ခွက်ထပ်တောင်း၍ခတ်ပေးလိုက်ရပြန်သည်ထို့နောက်ဥထွံ့ရအောင်လည်းရေခတ်တောက်သည်နေဘူးတဲ့ဒီမှာနားနေပြီနေအေးမှဆက်သွားမယ်ရွာထဲဝင်နှားရဲ့မကောင်းဘူးလားဘိုးမကောင်းဘူးလူရှုပ်တယ်ဒီမှာပဲနားမယ်ဘိုးဘာရှိတော့အရက်ဒီလူအုံသည် တွေ့နေမြင်နေကြဖြစ်တော့လဲဘိုးဘွားကလည်းမိသူတူတယောက်ကမှချိုးချိုးတသာပြောဆိုလေးမရှိပေစိတ်နဲ့မတွေ့ရင်ဟောက်ဒီကအများကြီးသို့တော့ဘိုးဘွားကိုလူတိုင်းချစ်ကြ၏ပေးကြကြွေးကြလူတန်းကြ၏ဘိုးဘွားရောက်တော့အရက်တိုင်းတွင် ထက်ညက်ကြံတကာဩဇာငပြောအုံတည့်ရများပုံ၏ဘိုးဘွားလည်းနေရာတွင်နည်းနည်းစားပြီးထားခဲ့၏ထိုအခါရွာရှိကလေးများပိုက်ကားကြ၏ဟဲ့ထိုးမြအောင်မအိတ်နဲ့နော်ငိုင်မီးနေသောဥထွမြအောင်သည်ဘိုးဘွားလှမ်းဝော်လိုက်၍လန့်ဖြန့်သွားသည် မျက်လုံးလဲပြူသွားသည်ရခိုင်အခါများတွင်ဥထွမြအောင် နေခင်မအိတ်တက်ပေဒီနေ့အောက်ရသောထမင်းတို့ကိုစားလိုက်၍အရသာရှိလွန်းသောကြောင့်ပင်ထိန်ထမင်းစီတက်ပြီးအလိုလိုငိုက်မြင်လိုက်သတိထားနေရင်ကငိုက်ခနဲဖြစ်သွားမိပြန်သည်ကဲငါပြောတာမကြောက်ဘူးလားမင်းအိတ်အသေးလိုက်မယ်ဘိုးဘွားကစိုက်ကြည့်ပြီးပြောလိုက်၍ဥထွမြအောင်လန့်သွားသည်တရင်ကတွင်အိတ်ချင်းပြေသွားသည် နောက်တစ်ချိန်ဘိုးဘွားကိုကြည့်မိပြန်သည်ဘိုးဘွားသည်ဥထွမြအောင်အားစိုက်ကြည့်နေစေဖြစ်သည် ထို့ကြောင့်ဥထွမြအောင်မှာမနေတတ်မထိုင်တတ်ဖြစ်သွားရ၏ခေကောင်မင်းကားနားလာခဲ့မငိုက်တော့ဦးလေဘိုးလာခဲ့စမ်းပါဥထွမြအောင်ကြောက်သွားသည်ဘိုးဘွား၏ချိန်ကိုလည်းကြည့်သည်ထို့နောက်မတက်ထရရလိုက်သည်ဘိုးဘွားသည်အလိုမင်းစိတ်တူတတ်သောကြောင့်လိုက်မရိုက်ဟုမပြောနိုင်ပေလာခဲ့စမ်းပါငါနားကိုမင်းကဘာမှမလုပ်ဘူးမင်းငိုက်နေရနဲ့အိပ်ပျော်သွားရင်သေမှာစိုးလို့လာငါနားမှနေ ဦးထွမြောင်သည်မချစ်မရဲဖြင့်ဘိုးဘော်ပါကြီးအနားသို့တလန်ချင်းတိုးသွား၏တလန်ကွာကန့်ရောက်တွင်ရက်လိုက်သည်အေးအဲ့ဒီမှာထိုင်ဘိုးဘော်ပါသည်သူ့လွယ်အိတ်ထဲသို့လက်ဖြင့်၌လက်ကိုပြတ်ထုတ်သောအခါပရီးတကုံးပါလာသည်ယော့ဒီပရီးနှင့်ဖះကုံတော်သုံးဘက်စိတ် ဗုဒ္ဓဂုံတော်သုံးမပြည့်ရင်တရဏဂုံကိုဆယ်ကောက်ပွားတရဏဂုံကိုပွားတဲ့အခါပရိစိတ်ကြမလို့ဘူးပရိစိတ်တဲ့အခါရောတရဏဂုံကိုပွားများတဲ့အခါပါအတက်နိုင်ဆုံးတမာရိစိတ်ကိုရအောင်ယူစိတ်ကိုမပြတ်လွင်စေနဲ့ဥထုမြအောင်လဲဘိုးဘွားပါခိုင်းစီတိုင်းဗုဒ္ဓဂုံတော်ကိုပရိစိတ်ခြင်းတရဏဂုံပွားများခြင်းတို့ကိုပြုလုပ်လေ၏၅မိနစ်ခန့်ကြာလျင်မျက်စိကိုဖွင့်ကြည့်လိုက်၏ဘိုးဘွားကစိုက်ကြည့်နေရင်ငါပြောတဲ့အတိုင်းဗုဒ္ဓဂုံနဲ့တရဏဂုံခောက်ရည်ပြည့်ပြီလားပြည့်ပြီဘိုးပြည့်ရင်ဂုရင်ကစားလိုက်တဲ့အဟာရအတွက်မေတ္တာပွားရအောင်မယ် ဒီနီနီနာနာပတ်ဝန်းကျင်မှာရှိတဲ့ရုပ်ကစိုးဘုံမစိုးအာကာသစိုးနှစ်တွေကစပြီးတက်ရှိတက်တော်အားလုံး32ဘုံဆက်ကြဝရအနန္တတန်အောင်မေတ္တာပို့ပွားအတတ်နိုင်ဆုံးစိတ်ကိုငြိမ်အောင်ထားပြီးမေတ္တာသမာဓိကိုရအောင်ပွားဥထွမြအောင်မှာဘိုးဘောပါခိုင်းသည့်တိုင်မေတ္တာကမ္မထံကိုပွားများရပြန်သည်အိမ်ငိုက်မီဆိုး၍သမာဓိကိုတည်အောင်ထားပြီးပွားများသည်မြတ်တာစိတ်ကိုလည်းရည်စူးသောအရက်ကိုရောက်အောင်မလွတ်တမ်းပွားများသည်ထို့နောက်မျက်စိကိုဖွင့်ကြည့်လိုက်သည်ငါပြောတဲ့အတိုင်းမြတ်တာဖို့လို့အစဉ်ပြေးရလားပြည့်တယ်ဖို့ ေဒါဆိုမင်းအိတ်တော့အစကမူဂမူရှုတို့အိတ်ချင်သည်ယခုထိုတို့မဟုတ်ပေဗုဒ္ဓယမနတမာရီနှင့်မေတ္တာတမာရီတို့၏အဟုန်ရောက်ထင်သည်စိတ်နှလုံးကိုလက်များပေါ်ပါပြီးရှင်သောနှလုံးဖြင့်ကြည်လင်လျက်ရှိအိတ်ချင်စိတ်သည်လည်းလေးတေးသေးကြီးမဟုတ်တော့ပေသို့တော်လည်းသဲပေါင်တွင်ခေါင်းဝေါင်းပစိုးကိုဖြန့်ခင်းပြီးအိတ်ချလိုက်သည်အိပ်ပျော်နေရင်ပင်ဥထုမြအောင်ဤခနာကိုယ်သည်ကောင်းငင်တွင် ပြန်နေတကယ်လို့ရှိသည်အလွန်မင်းပေါ့ပါနေသည်တွေးများလေးဖြင့်၆ချားခြင်းသည်လည်းမရှိပေ တဲပေါင်တွင်အိတ်နေရသည်ပင်လျင်ငပြိုးရပေါ်တဲ့အရာသလို အမြင့်တနေရာ၌ကျင်းပုံမှန်ပြင်တွင်အိတ်နေရပြီးတကယ်သူအလားရှိနေလေသည်ဟိုက်ကောင်ထတော့ဘိုးဘာအော်နှုတ်လိုက်၍ဥထုံးမြအောင်စက်ခနဲထားလိုက်လိုက်တော့တဲတွင်မှမျက်နှာသွားသည်ဥထုံးမြအောင်သည်မျက်နှာသိ၏ကိုဘိုးကိုရေးဆို၏အလွန်ကြည်လင်တန့်ရှင်းသောစိတ်နှလုံးနဲ့ပေါ်ပါတွက်လက်သောခန္ဓာကိုယ်ကြောင့်အလိုလိုပင်ထခုန်ခြင်းစိတ်ပေါက်လာသည်ဘိုးဘာကဥထုံးမြအောင်တက်ကြွနေသည်ကိုကြည့်ကမင်းအင်္ဂလိပ်တန်ကြိုးဝင်ထောက်ကြီးကိုလက်ရဖမ်းမိနိုင်မလားဟုမေးသည် ဟာဖမ်းတာပေါ့ဘိုးရဲ့အခု9မိနစ်တွင်7မိနစ်တွင်ကြိုးတုပ်ပြီးထိုင်းယူလာခဲ့မယ်ဘိုးရောပါတစ်ချက်ပြုံးလိုက်ပြီတော်သားမှာမင်းအခုရှိနေတဲ့အားတွေကိုတမာရီနဲ့ထိန်းထားနိုင်ရင်တော့တီးပါလိမ့်မယ်အိမ်တော်ရေးမှသာတွားတော့ရင်တော့ တပတ်ခံရင်ကံကောင်းမဲ့ဟုပြောပြီးဘိုးဘွားပါအတန်ထွက်အောင်ရည်လေသည်ထို့နောက်နေလဲအေးပြီဖြစ်၍ကြောက်လုံးအိမ်သားမှထွက်လာခဲ့ကြသည်ဘိုးဘွားပြောသည့်အတိုင်းမှန်၏တပတ်အတွင်းမှာပဲဥထုမြောင်အောင်၏အင်အားများကုန်ခန်းပြီးငကိုမူလာတိုင်းပြန်ဖြစ်သွားလေသည်ဥထုမြောင်အောင်တို့ငယ်စဉ်ဘိုးဘွားကိုတွေ့ဘူးကစားပင်အသက်50ရွယ်သည်နောက်ထပ်နှစ်ပေါင်း40တွင်လည်းထိုရွယ်သာဖြစ်သည်ဤဒီမှာဘိုးဘွားသည်ဥထုမြောင်နှင့်စားခဲ့ရသောအာဟာရမျိုးကိုစားသုံးနေရ၍ပြည့်ဖြိုးလာသောအာကိုထိန်းထားလေသလားဟုယူဆရသည် ဒီဗီဒီယိုလေးကိုစုံထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ညီစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်